အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စာကြီးစန်စာနီဘိုရဲ့တိမူရဲနဲ့တအချီခံကြမှာဆိုရင်စာကိုဆက်ဖတ်မှာဖြစ်ပါတယ်ဒီနေ့ကတော့ခုနံပါတ်၄ဖြစ်ပါတယ်အာ၄ရက်နေ့မွေးရသူအမမောရင်၃ရက်နေ့မှာမွေးရသူ22ရက်နေ့မှာမွေးတဲ့သူနောက်31ရက်နေ့မှာမွေးတဲ့သူပေါ့နော်ဒီလူတွေကတော့ အာလေးကနန်သမားတွေဟုတ်ပါတယ်ပေါ့နော်ဒီလေးရက်တွေပါလေးကနန်ရတဲ့ရက်တွေမှာဝေးတယ်ပေါ့နော်ဘယ်အင်္ဂလိပ်လာမှာမဆိုပေါ့နော်ဝေးရတူလေးဟောဒီဒီစဒီဖတ်ပြတဲ့စာနဲ့ kait ပါတယ်ပေါ့နော်အဲ့တော့သူကတော့ Uranus ရဲ့အချင်းနဲ့တူတယ်တဲ့အဲ့တော့ Uranus ကထူချပြီးလျှို့ဝှက်တယ်ပေါ့နော်ဒီ ကဘာဂျိုရဲ့ကဘာမီရူးနဲ့အရွယ်စားနှီးဆက်ဆုံးတူတဲ့ဆန်နီဂျိုလိုပဲကဘာကဘာကွင်းနေနဲ့ဝန်းရံထားတဲ့ယူရီနက်စ်ဂျိုအင်္ဂလိပ်လူမျိုးကောင်းကင်နက်ခတ်အတတ်ပညာရှင်ကြီးဝီလျံဟာရှယ်က1982ခုနှစ်မှာတွေ့ခဲ့တာဖြစ်တယ်အဲ့ဒီကာလကစလို့ပေါ့နော်လေကနန်းသမားတွေကို Uranus ကပိုင်ဆိုးတယ်လို့သတ်မှတ်ပြီးတော့ပုံရာသီကိုပိုင်ဆိုးတဲ့ရာသီလို့သတ်မှတ်ခဲ့ကြတယ်တဲ့ အဝေးကြီးတော့မှတ်ခဲ့အောင်ဟုတ်သေးဘူးပေါ့နောက်တော့ခဲ့တိတ်မဝေးတဲ့ကာလမှာမှတ်ခဲ့တော့အဲ့တော့ဒီဒီလေးကဏ္ဍသမားပိုင်ရှင်တွေကတော့ခေါင်းမာတယ်တစွတ်ဒုလောက်တယ်မာကျစ်ကျစ်ပေပေတီတီပြန်မပြောနောက်မထောင်ကိုထင်ရကိုဆိုင်ပြီးတော့ကို့ပေါ်လမ်းမိုးချုပ်ချက်လာရင်လည်းမနစ်သက်တဲ့လူပါစာတွေဖြစ်တယ်အဲသူတကာထက်တိမ်မွေးမှုညံ့ပြီးပေးဆက်တတ်တဲ့နှလုံးသားကိုလည်းပိုင်နေတဲ့ထူးဆန်းတယ်နော်ခေါင်းလဲမာတယ် တိမ်ဝင်းနူညံတဲ့စိတ်ရှိတယ်။အတွင်းစိတ်ကအလွန်ကိုပျော့ပြီးတိမ်ဝင်းပြီးတော့ပေးဆက်တဲ့နှလုံးသားကိုပိုင်ထားတယ်။ယင်နေ့အောင်လည်းချစ်တတ်တယ်။အချိန်လုံးတစိမ့်စိမ့်နဲ့လွမ်းနေဆိုရယ်လူမျိုးတွေကိုအချစ်ရတဲ့သူအတွက်ဆိုအရာရာပေးဆက်ထားတဲ့သူတွေဖြစ်တယ်။928,500မီတာတွေမှာသူတပားတဲ့တာလုံးနဲ့တန်ရောစင်နှောင်ဖွဲ့မှုတွေနဲ့ယင်းတဲ့အသေးသေးကနေကိုချစ်တတ်တယ်။ ီလေးကဏ္ဍသမားအလုံးလို့ကိုအလုံးလို့ကပေါ့နော်သူတို့တွေကိုကိုကျိုးမငဲ့ပဲနဲ့အရာရာကိုဆွတ်လုပ်ပြီးတော့မှဖြောင်းဖြောင်းမှန်မှန်အကိယူသားတီတီဖြောင်းမှန်ပြီးတော့ချစ်တတ်တဲ့သူတွေလို့တင်စားကြတယ်ဘဝလမ်းကြောင်းမှာဆိုရင်ကိုကချစ်တဲ့လောက်တူညီတဲ့တုံ့ပြန်မေတ္တာကိုရဖို့ရခဲရင်းနေတယ်။ယင်းတဲ့အသေးတဲ့ကနေနဲ့နဲ့ဆန်းဆန်း နားလည်ခံစားနိုင်စွမ်းမရှိဘဲနဲ့အပေါ်ယံစွာလန်နဲ့သစွတ်တို့လောက်တဲ့ပုံမှာဆိုရင်သူတို့ကခံနိုင်အားမရှိတဲ့အတွက်ကြောင့်နဲ့ဒီလိုမေတ္တာရေးပฏิပက္ခတွေမျက်ရည်စာတွေဆိုးဆွတ်တဲ့နေတွေကိုဖြတ်တမ်းပြီးမှအေးစက်နဲ့အချစ်ကိုပန်းဆန်းရတတ်တယ်။လေးရနန်းသမားတွေရဲ့မေတ္တာကလေးရနန်းသမားတွေကနေပြောပေါ့နော်မေတ္တာတုံ့ပြန်မှုရထားတယ်ဆိုရင်တော့အတော့ကိုကံကောင်းတယ်။ ူပြောရမယ်တဲ့ဘာလို့လဲဆိုတော့သူတို့ကချစ်တတ်ဆုံးသောသူတွေဖြစ်နေလို့ပါလေးကနသမားကိုယ်တိုင်ကကြတော့တဲ့မေတ္တာရေးမှာအညံ့ကြုံရတတ်တယ်ကိုနဲ့မေတ္တာမျှတဲ့သူတွေကကိုကိုကနေမေတ္တာပေးရင်တော့အဲ့ဒီလူတွေကခံကောင်းနေပေါ့နော်ကိုကတော့သူတို့လောက်ကံမကောင်းဘူးပေါ့လေဒီပေါ်ကိုကပေးရတာဆိုအဲ့တော့လေးကနသမားတွေရဲ့နှလုံးသားကစီးစင်းတဲ့မေတ္တာစိတ်အချစ်စိတ်ကိုတုံ့ပြန်နားလဲသူတွေကတော့အချစ်စိတ်ကိုရမယ်ဒါသူက အင်းစစ်စစ်နေချင်တာတို့စုစုချောချောချဲချဲတို့သူတို့ထွက်ပြေးမှာပေါ့နော်ဆိုတော့အဲ့ဒါတို့ကနားလည်ပြီးအေးမြတဲ့မေတ္တာနဲ့ချဲ့မယ်လို့ပြောအဲ့တော့အာဖဲအင်္ဂလိပ်လာမှာမစိုး၄ရက်နေမှာမွေးတဲ့သူ၄ရက်နေတော့၄ကိုပဲတက်ခွဲတော့မှာပေါ့နော်၄ရက်နေတိတိပါပါမွေးတဲ့သူတွေကတော့အာ platonic love တွေဟုတ်တယ်တန့်စင်တဲ့နှလုံးသားနဲ့ရာဂလှုပ်ဆောင်မှုကင်းမဲ့တဲ့အချစ်တွေမြင့်မြတ်တဲ့အချစ်နဲ့ အာချစ်တဲ့သူကမှလည်းအလေးထားတဲ့သူဖြစ်ချစ်ခဲတယ်တဲ့ချစ်မိပြီဆိုလို့ရှိရင်လည်းမပြတ်ပြဲတဲ့အချင်းနဲ့ထာဝရတည်မြဲတဲ့အချစ်စိတ်ကိုပိုင်းဆိုင်နေပနာလိုတဲ့သူတွေဒီစကားနဲ့သွေးသားနှောက်ရက်မှုခံရမဲ့သူတွေဖြစ်တယ်တဲ့အနောက်ရက်ဘလောက်ပဲရှိရှိပါတဲ့တန့်စင်မြင်မြတဲ့နှလုံးသားနဲ့ရန်အားလုံးကိုရန်ပြားကိုကောရှဲမယ်အဲ့လိုမျိုးပါနော်အဲ့လိုရှင်းပြီးရောတဲ့ ဒီငယ်ရေးချမ်းတဲ့အချင်းနဲ့အိမ်တော်ကြီးကိုပိုင်ဆိုင်တဲ့သူတွေဖြစ်တယ်။ဘယ်အင်းလိုက်လာမှာမစိုးတဲ့73ရက်နေမှာမွေးတဲ့သူတွေဆိုရင်တော့ possessive lover သူတို့ကစိုးမှုလိုတဲ့မေတ္တာစိတ်ကိုပိုင်ဆိုင်ထားတယ်။ကိုချစ်တဲ့ကိုချစ်သူပေါ်မှာသူများကလာပြီးစိတ်စီကြည့်နေအောင်လက်ပခံမှုတယ်။ကိုချစ်သူကကိုကိုဦးစားပေးတာကိုလည်းလိုလိုလိုလားတဲ့သူဖြစ်တယ်။အဲ အချင်းဆိုတဲ့အရာကတူတဲ့တယောက်တည်းစီသားလေးအပြန်လဲတောင်းဖွဲ့အပ်တယ်။ဒီလိုတန်ရောစင်ထားတတ်တဲ့အပူလာမရှုပ်တန်ကလည်းတယောက်တည်းပဲချစ်မယ်နင်းလည်းတယောက်တည်းပဲချစ်ဆိုတဲ့သူမျိုးပေါ့နော်။အဲတော့ကိုယ့်ချစ်သူပေါ်မှာထားတဲ့ချစ်ကိုဘယ်သူပေါ်မှာမှသူကမထားနိုင်ဘူးတဲ့။အဲ့လိုပဲသူချစ်သူကလည်းသူ့ပေါ်မှာဘယ်သူနဲ့မှနိုင်လို့မရတဲ့အချင်းမျိုးနဲ့ချစ်မှာပဲသူကကြိုက်တာတဲ့။အဲတော့တကယ်လို့သာအဲ့လိုမျိုးချစ်ကြတဲ့သူတွေရှိကြပြီဆိုရင်တော့ဘယ်သူ ပတ်ဝန်းကျင်ကမနာတော့လအောင်ကိုချိန်ကြတဲ့ဆုံတဲဖြစ်လိမ့်မယ်။အဲ့လိုပိုင်းထားကြပြီလား။ညာနှုတ်ဆက်ပါရဲ့။ညာရေထဲမှာနေရမှာမလား။ဘယ်အင်းလိုက်လာပါမစို့22ရက်နေ့မှာငွေရတူတွေရော crazy lover ဝါ။ဂျူးမှုချစ်တဲ့သူတွေလို့ခေါ်တယ်။အလုံးကိုဆန်းလန်းကြီးတယ်တဲ့။ဟမ်။ညစီရောက်ကနေပြောင်းမခံဘူးလေအဲ့လိုချစ်တာ။ အာဟုတ်လောက်တယ်အဲ့လိုလူတွေကလေထမင်းဆိုင်တော့လက်ကလေးကင်စားအစဲလန်ကြီးတဲ့ပေါ့နော်အများတွေကယူမိုက်တဲ့သူလို့ဆိုရလားအကူပဲအချစ်တဘာဝဖော်ကျူးတတ်တဲ့သူတွေသူကအချစ်အတွက်အရာရာပဲတဲ့ရာရာမင်းပါကွယ်ပေါ့ပြီးရခါကြတော့တဲ့ဒီချစ်တဲ့သူရဲ့စကားကိုပဲနားဝင်နေတဲ့အချစ်အတွက်ဆိုရင်မိဘပတ်ဝန်းကျင်ကို လုံးဝစန့်ကျင်ရင်းဆိုင်ရဲ့တဲ့အချိန်နဲ့ပတ်သက်လာရင်အကဲဆက်တယ်တကယ်လို့ခံစားရတယ်စကားတခုမှားရတော့လက်မခံဘူးရဲ့ချက်ကြီးရတယ်လို့မြင်လဲကြီးရဲ့အဲအဲဒီဒါမဲ့ပြီးခံစိတ်ကပုံမှန်ဆိုတော့မြင်မားတယ်ပေါ့နော်ပုံပုံမှန်ဆိုမြင်မားဒါမဲ့အချိန်နဲ့ပတ်သက်လာရင်တော့မရတော့လုံးဝကိုပြီးခံနိုင်ဆိုရင်အချိန်နဲ့ပတ်သက်လုံးဝမရှိဘူးရဲ့မောင်းလိုက်ပြီးဆိုရင်ဆိုလက်မကြည့်တော့ဘူးတဲ့ အင်းဆိုလည်းမကြည့်တော့အုံလွဲ့တော့ပေါ့နားလည်ရန်ခက်ခဲတဲ့မေတ္တာစိတ်ကိုပိုင်းဆိုင်တဲ့သူတွေဖြစ်တာအငယ်နာဆက်နှစ်ရက်သမားတွေရောဟာဘယ်လာမှမဆို31ရက်မှမွေးတယ်ဆိုရင်တော့သူတို့က excessive lover တခြားသူတွေထဲပိုလွန်တဲ့အချစ်တွေကိုပိုင်းဆိုင်နေဖို့အဲအချစ်တွေကိုပေါ်တဲ့သူအဲဒါမဲတဲ့ချစ်စိတ်ကလွန်ခဲ့တော့ချစ်သူနဲ့မကြကနာစကားမြတ်တဲ့တဲ့ ချစ်တဲ့သူထံကနေပြီးကိုနဲ့ကိုပေးသလောက်ပေါ့နော်อืมပြန်ရနိုင်ပူပါဗာလဲအဲ့အတချင်းရှိရလေးပါပေးတိုင်းပြန်မရတာအကျွေးလိုခေါ်သလားအမဟုတ်ပါဘူးအဲ့လိုမျိုးလေးချစ်ကိုရဖို့ရခင်ရင်လည်းခံစားချက်တွေလည်းလွန်ခဲ့တယ်။ဆုံးဖြတ်ထားပြီးတဲ့ကိစ္စတွေပေါ်ဆိုရင်ပြန်ပြီးတော့မပြင်ဆင်ဘူးနဲ့ဆိုလက်မကြည့်ဘူးဆိုတဲ့အထက်မှာသူလည်းပါ။သူကတော့ဟိုရင်ဆိုလက်မကြည့်တာကသူက အကုန်လုံးနဲ့ဆိုင်နေစောနာကဒီ22ရက်တမကြတော့သူချစ်သူပဲသူကယဉ်တာအဲလိုဒီလူဒါပေမဲ့သူကတခုရှိတာဆုံးပြတာပြီးရဲ့ကိစ္စတွေလုံးဝပြန်မပြင်းစင်ဘူးဒါလူတိုင်းနဲ့ဆိုင်တာဒါပေမဲ့သူချစ်သူပေါ်ကြတော့သူကအဲလွန်လွန်ကဲကဲကိုခွင့်လွတ်တာအဲသူကပေးဆက်ပြီးဖြည့်စည်းတဲ့อืมအဲ့လိုလွန်လွန်ကဲကဲခွင့်လွတ်တတ်တဲ့သူဆိုတော့ပေးဆက်တယ်ဖြည့်စည်းတယ်အကုန်လုံးပေးတယ်ဒီလိုလူမျိုး အဲ့လိုလူမျိုးဆိုတော့တဲ့သူ့ကိုတဲ့အခွင့်အရေးယူတဲ့သူတွေတွေ့ရဖို့ပုံများတယ်တွေ့ရတတ်တယ်ဘဝတက်ချောင်းလုံးမှာလည်းကို့ထက်အခြေအနေဘဝဆင်တန်းနွမ်းပါနှိမ့်ကြတဲ့သူတွေပေါ်ဆိုရင်သူကလေလွန်ခဲ့တဲ့မေတ္တာနဲ့ကိုပေးဆက်ပြီးချစ်တတ်တဲ့သူဖြစ်တယ်ဟောသူအမေအချစ်ကိုတော့တန်ဖို့လွန်ထားတယ်အပြန်လည်းမေတ္တာရှိသူဆိုလို့ရှိရင်လည်းအဲ့ဒီလူထက်ကိုသူကပိုချစ်သေးတာတန်ရောစင်ရှိတဲ့သူပေါ်ဆိုလို့ရှိရင်လည်းအနာမဲချစ်တဲ့အချစ်စိတ်တဲ့ချစ်တတ်တဲ့သဘာဝရှိတဲ့ ဒါကြောင့်အခြေကြောင့်ဘဝကိုထိခိုက်နေနိုင်ရမယ်ဆိုလဲခယူးမဆိုင်ဘူးတောက်ခဲအဲ့လိုကဲဒါစိတ်မျက်နှာစိတ်ကြီးမားတယ်ချစ်ခဲတယ်ဒါမှအချစ်မြဲတယ်တဲ့အရာရာပေါ်မှာလဲခွင့်လွတ်တတ်ပါတယ်တဲ့ဆိုတော့အင်းလေးနာဝါရလဲကောင်းတာလေးကြီးနော်အေးဝကောင်းမှာပေါ့အဲ့တော့ဘယ်လာမှာမစိုးဘိုးကျောင်းလည်းလေးရနေမူရတော့ဘိုးကျောင်း73တမဗျာ our bojo is possessive lover อืมဘိုးကျောင်း တို့အဖွားတော်ခင်ကြီးကိုဘလို့မြန်းချက်လည်းမသိဘူးနော်ဒါတော့ကျုပ်ချစ်တယ်ဗျာလို့သူလက်ချက်မဲ့ဗျာလို့သူတန်းပြောတာပဲနော်อืมဟုတ်တာဗောဘိုးချုပ်ကရမ်းချစ်တယ်လीအားတောင်မို့နာလွဲတွေတောင်ပြောကြရမလားဟိုပဲပြုတ်နေတယ်ဗျာတောင်းစားတာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုအဲ့လိုမျိုးရတာอืมတော့ဘိုးချုပ်ပြန်ပြန်နဲ့ဘိုးချုပ်စီရတာပြန်လာပြန်လာလေလာမှာမစို့ 14ရက်23ရက်25ရက်မှာမွေးရသူတွေကဒီ soul mate ပေါ့နော်ဝိညာဉ်ချင်းပေါင်းစည်းဆက်နွယ်ခြင်းရှိတဲ့သူတွေလို့သတ်မှတ်ထားတယ်။ပူဇာကံဆုံးမှု အမြင့်ဆုံးသူတွေပါတဲ့။အဲ့တော့၄ရက်နေ့တိတိပါပါမွေးရသူတွေကအာ14ရက်23ရက်25ရက်တမလာပြီးတော့ချစ်ခွင့်ပံမယ်ဆိုဟိုးဆွဲထားလိုက်ဆွဲထားလိုက်မလွတ်နဲ့လုံးဝမလွတ်နဲ့အဲသူတို့ကပူဇာကံဆုံးနိုင်တယ်။ဒီနေ့ကစာရည်ရက်ဒီမေးမေးကြနော်။စလီယံနီယံမွေးရလား ောက်တစ်ခါတရက်6ရက်16ရက်နဲ့ဆိုတော့တို့ရဲ့ဒီ probability ကြီးသေးတယ်ပေါ့နော်ဒါပေမဲ့9ရက်9ရက်16ရက်မွေးတဲ့သူတွေဆိုတော့တိတ်ပြီးတော့အာတုံ့ပြန်မှုမလုပ်ပါနဲ့ပေါ့နော်သူတို့ကတော့ကိုယ့်အတွက်ကိုအရင်ဟိုစာကောင်းချိုးတရားဆန္ဒပြည့်စုံမှုရခက်ခဲမဲ့သူတွေဟုတ်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဒီအခုပြောခဲ့တဲ့ရက်တွေထဲမှာမပါတဲ့ရက်တွေရှိရဲအဲ့ဒီရက်တွေတမားတွေဆိုရင်တော့အခုပြောခဲ့တဲ့ရက်9ရက် ကဖယ်လိုက်ပေါ့နော်အဲ့ကိုရဲ့မပါတဲ့သမားတွေဆိုရင်တော့ဟာလို့ပြောမှာ channel ပါပဲပေါ့နော်ကောင်းလည်းမကောင်းဘူးကောင်းတာလည်းမဟုတ်နေဘူးဆိုရလဲမဟုတ်နေတကူပဲမှတ်ထားမှာစိုးတဲ့လူကိုမှတ်ထားလိုက်ငါကို69သမားဆိုရင်အင်းမလိုက်ဖက်ဘူးဒါလေးရက်နေမွေးရတူတွေပေါ့နော်အဲ့တော့ဒီလေးရက်နေမွေးရတူတွေကဒါဒီလိုမှတ်ထားမှာဆိုပြီးတော့73ရက်သမားကြတော့လည်းအဲ့လိုပဲတူတူပဲ 14ရက်20 28မှာမွေးတဲ့သူတွေနဲ့ဆိုရင်ဖူးစာဆုံးမွေးရမြင့်ပါတယ်ကံမြင့်ပါတယ်စိုးမိတ်တွေဖြစ်တယ်ရှေ့ရက်ဆက်က27သမားဆိုရင်တော့အမ်ကောင်းမွန်တယ်သူလည်းကောင်းသေးတယ်ကောင်းမွန်သေးတယ်ရာခိုင်နှုန်းကြီးသေးတယ်ပေါ့နော်ဒါမဲ့30 24 29ကိုမွေးရသူတွေနဲ့ဆိုရင်တော့တိတ်ပြီးအာကောင်းလာဘူးပေါ့နော်အဲ့ဒီရမွေးတဲ့သူတွေနဲ့ဆိုရင်တော့အမ်တတိထားပေါ့ဟွန်းကျန်တဲ့ရက်တရားတော့ okay ပါ โอเคยอมมั้ยป่ะเนาะยังก้าวเนี่ยโหลไม่ရှိเนี่ยอู้โซ่ได้โหลแลไม่ရှိแล้ว20เนี่ยนี่มวยได้ตัวนี้ส่วน59สักก็28ไอ้หลูนี่นะส่วนฮะ90อ่ะไอ้น้องก้าวเนี่ยป่ะ100%ก็ไปมอมๆไม่ရှိป่ะกูเลย71 25 30อ่ะတော့70 75%ก้าวเนี่ยป่ะเนาะ29 24 28มวยได้ตัวนี้ส่วนเนาะอ่าเอ่อ30% out and 30%ลောက်ရှိมั้ยป่ะเนาะจันทร์ရက်ดีอ่ะတော့ประมาณมาပဲ 31ရက်နေ့မွေးတဲ့သူတွေကတော့သူတို့အတွက်အကောင်းဆုံး yes ရဲ့တမားတွေက4 6တမားတွေနဲ့ပူဇော်ဆောင်မယ်ဆိုတော့ very okay extremely okay ပေါ့နော်ဟွန်းအဲသူကဘယ်လိုလဲဆိုအပြန်လန်တရောစင်းနှောင်းဖက်တမယိုးချဆောင်စည်းမှုကြောင့်မဟုတ်ဘဲနဲ့ရှေးရီဆက်ကြောင်းကံဘန်းကိုရဖန်းအလုံးချစ်တာတဲ့နှစ်နှစ်ရက်တို့73ရက်တို့22ရက်တို့ဆိုရင် 90 95ပိုင်းတို့လောက်ကောင်းနေနော်ချာ9ရက်10ရက်19ရက်မွေးတဲ့သူတွေဆိုတော့တိမ်ကောင်းမှုရှောင်ဟောတိမ်ကောင်းမှုဆိုရင်ကိုကချစ်နေရကလည်းဖြည့်စည်ပြီးယူတင်လည်းယူရမှာပေါ့လေနော်တကယ်လို့ကိုကကိုက4ရက်6ရက်9ရက်တမားရမြောက်ပါပြီ9ရက်စက္ကွန်ကလာတော့ကိုစိတ်ထဲမှာစွဲနေမှာမဟုတ်ဟော9တမား9နဲ့မတည်မဟုတ်ဘူးကိုကဒါချစ်ပေးလိုက်လေကိုရမေတ္တာရောင်ပြန်ချအရင်ကောင်းတဲ့ချစ်ချင်းမေတ္တာကိုလည်းပိုင်ခြင်းပိုင်ရမှာပေါ့ဟုတ်တယ်အဲ့တော့ဟို စိတ်ဓာတ်တွေမကြကြပါနဲ့ဒီလိုပြောနေတော့နောက်တစ်ခုကကြတော့ဒီလေကန္နသမားတွေကအဲမိမိတဲ့မိမိတော့ဘူး January ကျမှကြိုးစားတော့တကယ်လို့ဖွင့်ပြောချင်တယ်ဆိုရင်အာ January 20ကနေ February 29ချားဆိုရင်လေကန္နသမားတွေရက်မိုက်အော်မိုက်တွေကသူကအာဘခေါ်ရလဲယင်အာဘဖြစ်တယ်음အဲ့ဒီဟာဘယ်လိုခေါ်ရပါလိမ့်နော်ဟာနာမည်တော့မေ့ပါပြီကွာ အဲ့ဘာကောတာလဲ14ရက်လေးတို့ဘိုးချုပ်သာဖတ်မိနေပြီးတော့နေပါဦးနော်ဘိုးချုပ်ဘိုးချုပ်ဝင်နေတော့တနေ14ရက်ပါပဲဆိုကြပါအော်ဘယ်လန်တိုင်းဘယ်လန်တိုင်းဘယ်လန်ဘယ်လန်တိုင်းနေ့အမ်ဘယ်လန်တိုင်းဒေးမိတယ် every second year cha so now july 21st ka ni august 28 cha so yin le kang di အောက်တိုဘာနိုဝင်ဘာ20ဆိုတော့ဒါကြော်သားခဲ့ပြီဒါကတော့ပြန်လှည့်သွားလို့ပြရတယ်ဆိုတော့ဒီ January ကျမှကြိုးစားတော့เนาะဖွင့်ပြောခြင်းလဲဆိုလို့ရှိရင်အဲ့တော့ဒီ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 ကာလတွေက very lucky love period တွေဖြစ်တယ်ပေါ့နော်နောက်တစ်ခါရက်အားဖြင့်ဆိုရင်တော့အပတ်စဉ်တိုင်းရဲ့ဘယ်ရက်မှမဆိုအဲတနင်္လာပုတ်တဲ့ဥစနေဆိုရင်ကန်ပူကောင်းနေပေါ့နော်အဲ့ရက်တည်းကပူကန်ကောင်းနေအခြေ နဲ့ပတ်သက်လို့မေတ္တာရင်းနဲ့ပတ်သက်လို့ဖွင့်ပြောခြင်းနဲ့ဒါမှမဟုတ်ကိုယ်ကပြန်ဖြည့်ပေးမယ်ဆိုရင်အဲ့နေမှာလှုပ်ပေါ်လေอืมအဲ့လိုနေနေမှာဆိုတကယ်လို့ချစ်သူကစိတ်ကောင်းနေချော့ခြင်းတော့အဲ့ရက်ကိုစောင့်ချော့ပေါ့ဒါမှမပြောပြောလို့တာပြောတာလေဥမာကိုချစ်တဲ့သူကဗုဒ္ဓဦးနေမှာစိတ်ကောက်တာနော်ဗုဒ္ဓဦးနေမှာစိတ်ကောက်တာဒါမဲ့ဗုဒ္ဓဦးနေစက်တနာကြီးနဲ့52မှာ9မိနစ်မှာစိတ်ကောက်သွားလို့ ဆက်တနားတီတီမှာမချော့နိုင်လိုက်ပဲနဲ့ရက်လွန်သွားပြီဆိုတော့ကြာသာပြီးကိုတန်းရောက်သွားပါဟာကြာသာပြီးရောက်နေတာမချော့တော့ဘူးမကောင်းတော့ဘူးဆိုပြီးပြီးတော့ဆနေနေ့ကျမှချော့မယ်လို့ပူစိတ်ကခံရမှာအတိကျတယ်ဟုတ်ဟုတ်အဲ့ခါကျတော့တတိတော်ထားပါတော့အဲ့လိုတတိထားတဲ့နေဆိုတဲ့အကြောင်းပြောရဖြစ်ပါတယ်ဟုတ်အဲ့တော့လေးကဏ္ဍသမားဒီကတော့ဒီဝိဒေတာကန်ထူးတဲ့ရက်တွေရှိသေးတယ်လေးရက်နေမွေးတဲ့သူတွေအတွက်က60ကျောင်း20နှစ်26အိုင်းနေနေဆိုဘာလို့လို့ come ဆယ်တုံးရနေမွေးရသူ60နှစ်14စက္ကန့်ဘာလို့လို့ come ၂၀နှစ်နေမွေးရသူဆို60 73ဘာလို့လို့73ဘာလို့လို့ come မြရရလေးရတော့ကောင်းပြီ32ရက်နေမွေးရသူကြမှာရဘယ်ရက်မဆိုကောင်းဆိုတာသူက3ရက်ပဲရအကြီးအောင်69 22ရက်နေပဲသူကတဲ့ဝိဒေတာကန်ထူလာတယ်အာနာ အချစ်ရင်ကန့်ခေရရရအဲ့မှတ်ထားတဲ့အဲ့ရတရားကန့်ခေရတဲ့တတိထားတဲ့အမတော့ဖွင့်ပြောင်းနေပေါ့လေးရနေမွေးရသူတွေဆို27 26 28ဆီမပြောနဲ့တော့မပြောနဲ့ကန့်ခေလိုက်မယ်73ရနေမှာမွေးရင်27 28 23တော့မပြောနဲ့22ရနေမွေးငါ22 23တော့မပြောနဲ့မပြောနဲ့31ရနေမွေးရသူတွေဆို7 4 30ရလုံးဝဖွင့်မပြောနဲ့အဖြေလည်းပြန်မပေးနဲ့အဲဒီလိုမျိုးမိုက်တယ် ဲ့တော့ခါကြတော့ဒါတွေကသတိထားရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဘလို့ဒီ um ဟို UNS ကိုဒီ legal အောင်ပိုင်ဆိုရလဲဆိုရဲထန်နာရီလေးကိုလည်းဆရာပြပြထားပါတယ်ပေါ့နော်အာရှင်းဟောင်းထန်နာရီ mythology ရဆလို့ရှင်ပေါ့နော်ချစ်ဆိုတာချစ်ဆိုတာ UNS ကဆရာအေးရောဇူလိုပါတော့သူသားသမီးဆိုတော့မွေးတာဘူးနော်အချစ်ရဖြစ်ဒီမူနတ်ဘုရားက UNS တဲ့ ူတည်းဆိုရင်လည်းဆွဲရတဲ့လူကြီးရှိတာပေါ့နော်။ဒါပေမဲ့ तू က तू ကစလိုက်တယ်ပေါ့လေ။အဲတော့လေးကနန်းသမားဟုတ်တယ်။အဲအချစ်ဆိုတဲ့အရာကိုစိတ်စိတ်ဆက်ဆက်တိတိပပပခံစားနားလဲဆမ်းတိုင်ဆန်းရှိရတူဖြစ်တယ်တဲ့။ဘိုးရေတောင်းကဒီမဟာဆက်ကြလာကြီးကအစီအစဉ်တစားရှိမနေဘူးပေါ့နော်။မရှိနေတဲ့အခါကျတော့ဂရိတရားပဲပြင်ဆင်လိုက်တယ်လို့ပြောလိုက်လို့ပဲသမတရား။အာ chaos ဖြစ်နေတော့ chaos ီ chaos ကဘယံပရာအစီအစဉ်မကြဖြစ်နေတော့ဖြစ်နေတဲ့ခါကျတော့အာတခုခုပေါ့နော်ဟိုရေတွေထဲမှာရှုံနေရောအနေအနစ်တွေရောအဲ့ဒါကိုလှုပ်ခါထားတယ်လို့ဖြစ်နေတဲ့အချိန်ပေါ့နော်အဲ့တော့အနေတိုင်းသွားတော့ chaos ဖြစ်ခုခုကတစားတစားတည်နေလာတဲ့ခါကျတော့မှအာဒီပုံဆောင်ကလေးစားဖြစ်တယ်ပေါ့နော်အဲ့ကကျတော့ gaia ပေါ့ gaia ဆိုတာကကျတော့မြေယာဓုအဆုံးကို ဖန်တီးတဲ့ net dewi ပေါ့နော်အဲ့တော့ chaos ကနေ net dewi gaia ဖြစ်တယ်အဲ့တော့ဒီစန့်ကျင်ဘက်အစွန်အပြန်လဲနှစ်ခုရဲ့ဖြစ်တည်မှုချာမှာဒီ gaia ကကဘာမီ net dewi ကနေခွဲထွက်ပြီးတော့မှမိုးကောင်းရဲ့နတ်မင်းကြီးဆိုပြီးတော့ uranus ရဲ့ဖြစ်လာတယ်အမေကြီးကစတီးတာပေါ့နော်မိမ chorus ကဟိုင်းဒီလို့ခေါ်လာအဲ့ဒါက Gaia နဲ့ Uranus တို့ရဲ့ဆက်ညီမဲ့နှစ်ခုကပြန်လဲပူးဆက်ဖို့အတွက်ကိုတွဲလာတဲ့ဆွမ်းရည်တစ်ခုထပ်ပေါ်လာသေးတယ်ဘောနော်အဲ့ဒါ Eros ပြီးတော့ဆိုရကကြအချစ်နဲ့ဘုရားအစိုးနှစ်ဖက်ဖြစ်နေတာဒီကိုပြန်ပေါင်းပေးဖို့ဆိုရင်နဲ့အာ Eros လို့ရပေါ့နော်ဆိုရကကြတော့တဘာဝတရားအလိုပေါင်းစပ်အစိုးနှစ်ဖက်ဒီပဲဖြစ်နေတာပေါင်းစရာမြင်းရှိရဲ့ဆိုတဲ့သဘောပါအဲ့တော့ Eros ကတော့အချစ်နဲ့ဘုရားဟွန်းသူကဂိုင်ရနဲ့ Uranus ကနေစသလိုစတယ်လို့ပြောလို့ရတယ်လို့သူတို့နှစ်ယောက်ပေါင်းဖို့အတွက်ဖြစ်တည်လာတယ်လို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ကနန်းပင်တွေယူစားရဆိုရင်တော့ လေးကဏ္ဍသမအမျိုးသမီးဆိုရင်ခါယာမြေနဲ့သမီးရဲ့ကိုဘွားလေးကဏ္ဍသမအမျိုးသားဆိုရင် Uranus ပေါ့နော် Uranus ရဲ့ကိုဘွားဒါကြောင့်မလို့သူတို့ကအချစ်ပေါင်းနားလဲတယ်ဖန်တီးနိုင်တယ်ခံစားနိုင်တယ်အချစ်ရဲ့ရင်းမြစ်ကိုတိတိကျကျနားလဲတဲ့သူတွေဖြစ်တယ်ကွာအဲတော့လေးကဏ္ဍသမတွေကဖြူပြဲဖြစ်နေရဖြစ်စရာနေပြီးတော့မှအဲစတင်လာတာဆိုတော့သူတို့ရဲ့မိသားစုပတ်ဝန်းကျင်ဒါမှမဟုတ်ရင် အုတ်ထင်းသူတွေကနေပြီးတော့မှအာစီစဉ်ဆုံးဖြတ်လို့ဖြစ်ပေါ်လာတဲ့အချက်တွေအိမ်ောင်တွေမဟုတ်ဘဲနဲ့မမျော်လင့်မဲမထင်မှတ်ဘဲနဲ့음ချစ်ချင်းမြတ်တာဆန့်ကျင်ဘဲကိစ္စတွေပေါင်းစည်းမှုတွေပေါ်ပေါက်လာတဲ့သဘာဝရှိတယ်အဲ့တော့ဒီကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့မတူချားနာတဲ့အရာတွေကိုဆုံးဖြတ်ပြီးရွေးချယ်တတ်တဲ့သဘာဝလည်းရှိတယ်ပေါ့နော်အဲအဲ့ဟာလည်းဟုတ်တယ်ကိုကျုပ်ဆိုလို့ရှင်လဲအဲ့လိုပဲနော်ဘာတော့ကြီးကြီးနဲ့ဟောဇူးဆက်ဆိုတွေ့နောက်တော့ သူဆိုလဲอืมတကယ်ကိုပဲမိသားစုပတ်ဝန်းကျင်ကနေပြီးမှတခြားတည်တဲ့เนาะဖန်တီးလာတာပဲလေอืมနောက်တစ်ခုကအဲအမျိုးသမီးဆိုရင်လဲကိုယ်နှလုံးသားကလက်ခံထားတဲ့ချစ်သူကိုပဲအဓိကဦးစားပေးပြီးဩတိပါပြီးရှေ့မှာလဲအဲ့လိုပဲရေးခရာသူကကိုချစ်တဲ့သူကိုပဲဦးစားပေးပြီးရွေးမှားလေကနန်သမားအမျိုးသားဆိုလို့ရှိရင်လဲကိုယ့်ကိုယ်သူကလည်းတမျိုးဖြစ်တယ်ကိုယ့်ကိုယ်ချစ်မှရွေးမှာဟွန်း ကိုကိုချက်မှာရွေးမှာဆိုတော့ကိုကမချက်လည်းရွေးမယ်ဆိုတဲ့သဘောပေါ့နော်အဲ့ဒါလည်းနဲ့ပြဿနာရှိပါအမျိုးသမီးတွေကကြတော့ကိုယ်နှလုံးသားလက်ခံမှာရွေးမှာ အမျိုးသားတွေကကြတော့ကိုယ်ကိုနှစ်လိုမှာရွေးမှာဆိုတော့နည်းနည်းဒါပြဿနာရှိဒီကိစ္စကဆွေးနွေးတင်တယ်အဲ့သဘောက အမျိုးသမီးတွေကကိုယ့်ချစ်ကိုဦးစားပေးပြီးတော့အမျိုးသားတွေကသူ့ချစ်ကိုဦးစားပေးမယ်ဟင်အဲ့ဆိုသူမချစ်လည်းပဲကိုယ့်ချစ်နေပေါင်းလို့ရတယ်ဆိုတဲ့ဘောပေါ့နော်အဲ့ဒါတစ်ဖက်သက်မဆန်ပါဘူးလားအဲ့ဒါကြာနည်းနည်းမပြတာမပြတာဘူးပေါ့နော်ပြန်လန်းချစ်တာအကောင်းဆုံးပါပဲတကယ်မယ်လေးကနေသမားအားလုံးတို့ရဲ့အတက်က16 20 22 26 28 31 36တူဆိုရင်စိတ်နှောက်ချက်တွေညံ့နေကြုံတက်ပြီးတော့ရုပ်ကြီးအိမ်အောင်ကြတတ်တယ်အာရရင်ယူတာထားလိုက်ဖတ်တင်တယ် ညရုပ်ရှိအိမ်တောင်ကြလဲယူသွားတာဒီလေးကနန်းသမားတွေကအပြန်အလှန်စတင်ဖြည့်ပေးပြီးတော့လေးချစ်တက်တန်းလေးဘက်3လ5လ15လ3နှစ်5နှစ်9နှစ်ဆိုရင်ဒီစကားတွေသွေးသားနှောက်ရက်တွေဝင်လို့စိတ်တော့ကရောက်เสียကြောင်ရထက်တယ်ဒီလေးကနန်းသမားတွေဖို့ဆိုလို့ရှိရင်ချစ်ကန်ကောင်းစီဖို့ဆိုရင်ဆက်ကြပုံတစ်စိတ်ပေါ့နော် ဆက်ကြဝုံတစိမ့်ဆိုပြီးတော့ဟိုဆောင်ရင်းနဲ့လည်းဟို hit လာရဲ့တစိမ့်ကြီးဆောင်မိနေဦးမယ်နော်ဆက်ကြဝုံတစိမ့်ကိုဆောင်ထားပါတဲ့အရုံးလည်းဆိုသူကဒီအဖိုးမတွဲထားတဲ့သဘောဖြစ်တယ်ပေါ့နော်တော့ဒါဒီဒီတစိမ့်ဒီကဘာမြေကြီးကိုကိုစားပြုတဲ့ဟာလည်းဟုတ်တယ်ပေါ့နော်ဆိုတော့ဒီအခက်အခဲတွေကိုကျော်လာနိုင်ပါလိမ့်မယ်ဆိုတော့ဒီဟာဒီ လေကနန်းသမားတွေအတွက်ဖြစ်ပါတယ်ပေါ့နော်အားလုံးလည်းကျေနပ်နိုင်မယ်လို့ထင်ပါတယ်နောက်တစ်ပတ်မှာကြာရင်နောက်တစ်ပတ်တော့နောက်တစ်ရက်ပေါ့နော်နောက်တစ်ရက်မှာတော့ငါကနန်းသမားကြောင့်ပြောမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲတာအော်နှုတ်ဆရာကသူထားတယ်နှုတ်ဆရာနဲ့အားလုံးဝတက်တာပါလို့ပြောချင်တာထိုင်ပြောပြီးတော့မခင်ပါတော့မတင်စာမှာမမထထားကြီးမထထားကြီးကိုဖုံး ก็พงก็ลืมไม่ดีกูเชลืมไม่อะไรจะมาอาตาตาอกูเชลืมไม่กูใจกา กูใจกาเดี๋ยวลีกันได้ไหมยาเราไปดีแค่มาเลยกูใจกากูแทนไทยมาเล่นเล่นกูเชลืมไม่อ่า ကုချီလူမိုင်မညူပြမလင်းလင်းမတင်စာမဝညူပြအညူပြမမတင်စာမကိုဖိုက်ကိုစမကိုဖုံးကိုစမကိုစမကိုထိုက်ကအနေစီမမဆွေမမအမမဟူဟူဒီမွန်တော်တော်မွန်အာဒီဒီဟူဒီယမ်မမဆာဆာမမညာမွေး မအဲမမအဲလေးမလေးဒီတည်ရင်နှပ်ပြကြတော့မချွေစင်ကြည့်ဘူးမနွေစင်မစနေလေးမညူပြမတောင်းမလေးမဂျိမ်းမဟူဟူမဂျူလိုင်းဟန်နီကိုစော ကိုပါစောနံပါတ်1 A နံပါတ်1 A ဟဟုတ်မမဆွေမနင်းစီမနင်းစီဟွန်းအညူပြအညူပြ လေးသမားလေးခုံစားခုံစားသားနေရတယ်အဲ့ယုံလေးချစ်လို့ခဲ့တာမာဒီလိုင်းဟန်နီအဲ့ဒါကမိုင်းမဲဟုနာမည်ရမရှိရတော့ပြန်ကြပါအဲ့တက်မရပြုမရဖြစ်ကုန်မာဒီလိုပါအေးဟုတ်အဲ့ဒါအာမမပေပန်းမြဲဟုတ်မခင်ပါဒုမခင်ပါဖြူမမေပါမြတ်ဒါအပေါ်ဆုံးပဲနဲ့တူတယ်။မဲဟုဟုတ်။အဲ့ဒါအလုံးဝဲတတာပါ။ မနေ့ပြန်မနေ့ကြမှာတွေ့ရအောင်နော်။ဆရာညက်ကြရင်တော့အဲအဲပြောမယ်ဆိုပြောကန်နေစာမမေ့ပါ။ကိုရွှေတာအဲဒါတဲ့ဟာလေးတင်ပါမယ်။